ကဲလူတွေဒီမတွေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဦးလေးပြောပြောပဲကြောင်းတော့ဦးလေးပဲမြတ်စွာဘုရားသခင်ကမေးရနော်အစာလေးအဆုံးနေလဲဟောတယ်နော်အဆုံးအလေးတဲ့သူကပြန်ပြီးနော်ဟောဘူးတယ်နော်အဆုံးအလေးပြန်ဟောတယ်အဲ့ဒါရှိတယ်နော်ဘယ်လိုရှိလဲဆိုတော့နော်လူတွေဘာကြောင့်သေးတာလဲတဲ့နော်ဘာဖြစ်လို့မရဏဖြစ်တာလဲသေခြင်းတရားဘာဖြစ်ဖြစ်ရတာလဲ အိုမင်းလို့ပဲတဲ့ဇေယျကြောင့်အိုမင်းလာလို့တည်ရတာတဲ့နော်အိုမင်းလာလို့တည်ရတာဘာဖြစ်လို့ဇေယျအိုမင်းလာလဲဆိုတော့နော်သူကပြန်လိုက်လိုက်တော့ဇာတိရလာလို့တဲ့နော်အမိဝါမှာဇာတိရလာလို့အိုရာဆိုတာရတဲ့ခါလဲပါလာတာတဲ့နော်အဲ့တော့ဇာတိကဘာဖြစ်လို့ရတာလဲတဲ့နော်တခါလိုက်ပြန်လိုက်ပြန်တော့ဘဝဖြစ်စေတဲ့ကံနေပြုတ်လို့တာတဲ့နော ဘဝဖြစ်စေတဲ့ကမ္မဘဝပေါ့နော်ကမ္မဘဝဆိုတာဘဝဖြစ်စေတဲ့အကြောင်းတွေပြုလုပ်တာအဲ့တော့ဘဝဖြစ်စေတဲ့အကြောင်းတွေကိုဘာဖြစ်လို့အဲ့ဒီလူကလောက်တာလဲဆိုတော့ဥပဒံအရန်ဆွဲတန်းသွားလို့တဲ့နော်ဥပဒံဆိုအရန်ဆွဲတန်းသွားလို့လောက်တာတဲ့နော်အဲ့ဒီလူကဘာဖြစ်လို့အရန်ဆွဲလန်းတာလဲဆိုတော့တဏ္ဏလိုခြင်းလို့ပဲတဲ့နော်လိုခြင်းလို့ နော်ရန်ဆွဲလန်းလာတာလိုချင်တဲ့အတွက်ရန်ဆွဲလန်းလာတာသဘောကတော့မိန်းကလေးတယောက်ကိုလိုချင်တယ်လိုချင်တဲ့အတွက်မရရင်မနေနိုင်ဘူးရန်ဆွဲလန်းလာတယ်နော်အဲ့ပုံစံမျိုးပဲပေါ့နော်အဲ့တော့တဏှာကအဥပဒဏ်ကတဏှာလာတယ်ဆိုရင်ကဲတဏှာရောဘယ်လိုဖြစ်လို့နော်တဏှာဘယ်လိုဖြစ်လို့လဲဖြစ်လာတာလဲဆိုဝေဒနာတဲ့နော်ဝေဒနာတဲ့ ကောင်းမကောင်းခံစားရတယ်နော်ကောင်းမကောင်းခံစားရတယ်သဘောကတွင်သီးလေးကြဲ့တယ်ဆိုရင်နော်ဒီတွင်သီးလေးရတာလေးကိုကြဲ့ရတော့နော်မနစ်ကစားဖို့တော့အဲ့ကောင်းတဲ့ဒီရတာဝေနာလေးကိုခံစားဖို့တော့နော်နော်ဒီနှစ်တခါတဏှာဖြစ်ပြီးတော့စားခြင်းပါနော်အဲ့တော့တဏှာဝေဒနာလာတယ်ဆိုရင်ဝေဒနာဟောဘယ်လာတာလဲဝေနာဘယ်လာတယ်လဲဆိုဖတ်တာတဲ့ နော်ဖတ်တာလာတဲ့ဖတ်တာဆိုတာကွာနော်ဥမာဒွင်းသီးနဲ့ရှာလေးနဲ့ဖတ်တာဖြစ်လို့ကောင်းတယ်ဆိုတဲ့ဝေဒနာလေးပေါ်လာနော်နော်ဦးလေးတို့ယောက်ျားလေးနဲ့ဆိုရင်အနေနဲ့ပြောမှဆိုရင်နော်ဦးလေးတို့လူပြောဘွားတော့မိန်းကလေးတယောက်ကိုမျက်စိနဲ့တွေ့တယ်သဘောကျတဲ့အတွက်နော်မျက်စိနဲ့သူ့ရဲ့ရုပ်ရည်အစင်းလေးနဲ့တိုက်မိပြီးတော့ ဖတ်တာဖြစ်လို့ဝေဒနာဆိုပေါ်လာတာတဲ့နော်။ကဲအဲ့ဒါဆိုရင်ဖတ်တာရောဘယ်ရလာလဲဆိုတော့ဖတ်တာဘုရားတို့ရဲ့မျက်စိနားတစ်ကောင်ရှာကိုစိတ်ဆိုတဲ့နော်။တက်လာရင်နာတာမျက်စိနားတစ်ကောင်ရှာကိုစိတ်ဆိုတဲ့ဟာတွေနဲ့တိုက်မိတာဖတ်တာဖြစ်ပြီးတော့နော်။နော်ဝေဒနာဆိုပေါ်လာတာ။အဲ့တော့တက်လာရင်နာဘယ်ရလာလဲနော်။တလာနာပဲလာဆိုနာနဲ့ယုတ်ကလာတာတဲ့เนาะအမေကအမေကမွေးလိုက်တော့ ရုပ်နဲ့နိုင်ပါလာလို့နော်အတ္တလာနိုင်ရမျက်စိနာရောရှာကိုသိရပါလာတော့နော်ကဲအဲ့ဒါဆိုရင်တနိုင်တဲ့ယုတ်ကောဘယ်လာလဲတဲ့နော်ဝိညာဉ်လာတယ်တဲ့ဝိညာဉ်ကဝိညာဉ်ဆိုတာနော်အမိအမိဝမ်းမှာစပြီးဝိညာဉ်လေးနော်အဖျားတစ်ထောက်စာလေးဝင်လာတာနော်အဲ့ဒါလေဝิญဉ်လေးဝิญဉ်လေးရလာတဲ့အတွက်နာယုတ်ဆိုဖြစ်လာတာတဲ့နော်အဲ့တော့နာယုတ်ကဝิญဉ်လာဆိုဝิญဉ်ကဘာဖြစ်လို့ အမိဝမ်းကိုဝင်လာတာလေဆိုတော့နော်သင်္ခါရတွေပြုလို့တဲ့နော်သင်္ခါရတွေပြုလို့တယ်တဲ့သင်္ခါရကာယကာယကံဝစီကံမနောကံကာယသင်္ခါရမနောသင်္ခါရဝစီသင်္ခါရနော်အဲ့ဒါတွေပြုလို့နော်အဲ့ဒါတွေပြုလို့တာနဲ့ तू ကနော်အမိဝဲမှာဝင်ဖို့အတွက်ကိုနော်ဝိညာဉ်သွားပြီးတိဆောက်လိုက်တယ်နော်တိဆောက်လိုက်တယ်အဲအဲ့ဒါအဲ့သင်္ခါရဘယ်ရလာလဲတဲ့ အဝိဇ္ဇာလာတယ်တဲ့နော်အာအဝိဇ္ဇာလာတယ်အဝိဇ္ဇာလာဆိုအဝိဇ္ဇာဆိုတာ သစ္စာ၄ပါးမသိလို့ပေါ့နော်ဦးလေးရောမဂ်ကင်၈ပါးတရားတို့သစ္စာ၄ပါးတို့နော်တက္ကဒိဋ္ဌိတို့နော်ဥဒ္ဒရာဒိဋ္ဌိတို့တတရာဒိဋ္ဌိတို့အဲ့ဒါတွေမသိတဲ့အတွက်အဲ့ဒီအဝိဇ္ဇာရှိလို့အဝိဇ္ဇာလာတာတဲ့နော်အဲ့တော့နောက်ဆုံးပြန်လိုက်လိုက်တော့သိရတာနောက်ဆုံးကအဝိဇ္ဇာကြောင့်သိရတာတို့ကနော်မြတ်စွာဘုရားအဲ့လိုအစအရပြန်ပြီး အစိုးရလေးပြန်ပြီးသူလိုက်တာနော်အစိုးရလေးနော်တေရားလေးပြန်လိုက်တာနော်အဲ့တော့မြတ်စွာဘုရားဥဒန်းကျူးတာရှိတယ်ဒီနော်တဏှာယောက်ျားလက်သမားမင်းငါအိမ်တပြန်မတင်စောင့်နေတော့ဆိုနော်အဲ့တော့ဦးလေးတို့ကကံတစ်ခုပြုလို့တယ်ပြုလို့တယ်ဟိုဘက်မှာနော်တဏှာကြောင့်သွားပြီးတော့ဘဝဘဝတည်တည်သွားပြီးဖန်တီးနေတဲ့သဘောဖြစ်တာနော်အဲအဲ့ဒါကြောင့်လို့မြတ်စွာဘုရားတေရတာဘာဖြစ်လို့လဲဆိုအစားလေးအစိုးရ အစုံးကလေအစတွေပြန်လိုက်တာနော်အဲ့ဒါလေးကိုဦးလေးကနော်နောက်ဆုတ်တရားလို့ခေါ်တော့နော်အဲ့ဒါလေးကိုဦးလေးကရှင်းပြတော့နော်အားလုံးကျေးဇူးတင်ပါတယ်သာဓုသာဓုသာဓု